အခုဒီမှာမြင်နေရတဲ့အမျိုးသမီးကတော့အသက်28နှစ်အရွယ်အမျိုးသမီးဖြစ်ပါတယ်။မလေးရှားနိုင်ငံကအမျိုးသမီးဖြစ်ပြီးတော့သူကကိုဝင်ဆောင်တဲ့အချိန်မှာသူ့ရဲ့တငယ်ချင်းတွေသူ့ရဲ့ဆွေမျိုးတွေတော့မမတ်မိလောက်အောင်ရုပ်ရည်အသွင်အပြင်တည်တည်တားနဲ့လင်းလင်းမြန်ပြောင်းလဲသွားခဲ့တဲ့အတွက်ကဘာရဲ့ပေါ့နော်ဒီကဘာလူတွေရဲ့အာရုံစိုက်မှုကိုခံနေရတဲ့သူတယောက်ပါ။ကိုဝင်ဆောင်နေတဲ့အချိန်မှာသူမရဲ့အရေးပြားတွေကနှဆိုင်တဲ့အရေးအကြောင်းတွေနောက်နာကျင်ရောင်ရမ်းမှုတွေပြီးတဲ့ ယ်မှုတွေထွက်လာခဲ့တယ်။ဒါအပြင်နှာခေါင်းနဲ့နှစ်ရွက်တွေပါကြီးထွားလာခဲ့တဲ့အတွက်သူမရဲ့ပုံစံဆယ်စုနှစ်များစွာပုံမူပြီးတော့အိုမင်းသွားခဲ့ပုံပေါက်နေခဲ့ပါတယ်။ဆရာဝန်ကြီးရဲ့ရှင်းပြချက်အရတော့ဒီပြောင်းလဲမှုတွေကရှားပါးပြီးတော့ပြင်းထန်တဲ့ဟော်မုန်းဟော်မုန်းမညီမျှမှု ဟော်မုန်းနဲ့ imbalance ကြောင့်ဖြစ်တာ ဖြစ်ပြီးတော့ဒီဟော်မုန်းတွေကသူ့ရဲ့အရေပြားတဲ့ tissue တွေကိုအချိန်တိုအတွင်းမှာဘယ်တော့မှမကြုံဘူးလားအောင်ပြောင်းလဲစေတဲ့တုံ့ပြန်မှုတွေဖြစ်ခဲ့တာလို့ဆိုပါတယ် ကျမတို့တွေမိခင်တယောက်ဖြစ်လာတော့မယ်ဆိုရင်မိခင်တယောက်ဖြစ်လာဖို့အခုနောက်ပိုင်းမှာမြင်ရတဲ့စိန်ခေါ်မှုတွေကပိုပြီးတော့ကြုံတွေ့လာရပါတယ်။ကိုဝင်ဆောင်ချိန်မှာအမျိုးသမီးများစုကဝက်ချံထွက်တာ၊ရောင်ရမ်းတာမျိုး အပျော့စားလက္ခဏာတွေခံစားရပေမဲ့ဒီအမျိုးသမီးရဲ့ဖြစ်ရလို့မျိုးပြင်းထန်တဲ့အခြေအနေကတော့အလွန်ရှားပါတယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်။ ကျမတို့မိမသားတွေကိုဝန်ဆောင်ခြင်းဆိုတာအမြဲတမ်းပဲပြေပြေရွှင်ရွှင်ပြုံးရွှင်ပြီးတော့လှပနေရမျိုးမဟုတ်ပါဘူးတခါတည်းရမှာကိုဝန်ဆောင်နေချိန်မှာခက်ခဲတဲ့ဒီပေါ့နော်ဒဏ်နေပြင်းပန်းဆင်းရဲမှုတွေလာခြင်းတဲ့ခရီးတွေကိုကျမတို့ကကိုဝန်ဆောင်ခရေက6လနေပါ10လနေပါပေါ့နော်ဒီအရန်ခံစားခဲ့ရတဲ့သူတွေဖြစ်တယ်အဲ့တော့ကိုဝင်ဆောင်ချင်းကအမိတယောက်ရဲ့ခံနိုင်အားနဲ့အနစ်နာခံမှုတိတ်ဆိတ်တဲ့တတိကြီး ခံစားနေရတာဖြစ်တယ်အဲ့တော့ဒီအမျိုးသမီးရေကိုယ်ဝန်ဆောင်ရဲ့အချိန်မှာဒီအမျိုးသမီးရဲ့ယောက်ျားလေးအနေနဲ့အမျိုးသားလေးအနေနဲ့လည်းကိုယ့်ရဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးကိုပို့ပြီးတော့ထွေထွေပွေ့ပွေ့နဲ့ပို့ပြီးတော့နားလည်မှုရှိရှိနဲ့ပို့ပြီးတော့ဂရုစိုက်ပေးမှုအတွက်ပြောပြချင်ပါတယ်ရှင်